Omeprazole ကိုကျွန်တော်တို့ဆွဲတောက်တဲ့အခါမျိုးမှာအယူပွားနိုင်တယ်ဆိုတော့မိကုန်းနဲ့ပတ်သက်ပြီးတော့ဒီဗီဒီယိုမှာ share လုပ်ပေးပါမယ်။ Omeprazole ဆိုတာကျွန်တော်အားလုံးသိကြတဲ့အစာရင်ဆေးပေါ့နော်။အစာရင်ကနေ acid ထွက်တာကိုနည်းစေတဲ့ဆေး။အဲ့တော့ဒီဟာကိုကျွန်တော်တို့ကဆွဲတောက်တိုင်းမှာအယူမပွားပါဘူးနော်။တောက်တဲ့ပမာဏပေါ်လည်းမူတည်တယ်။ပေါ်မှာဖြစ်တော့ကျွန်တော်ကတစ်နေ့ကို20 mg တိုက်လေရှိတယ်။တစ်လုံးကို20 mg ပေါ့နော်။40 mg လောက်တိုက်တယ်။တစ်နေ့အထက်တောက်တယ်ဆိုရင်တော့ ကျွန်တော်ရဲ့တွေးထဲမှာကယ်ဆယ်ဓာတ်တွေနည်းလာတာမျိုးတွေဗီတာမင် B12 တွေစိုက်ယူမှုတွေနည်းလာတာမျိုးတွေကြုံရတတ်တယ်။ဒီဟာတွေရဲ့နောက်ဆက်တွဲအနေနဲ့ကျွန်တော်အယိုးမှာသွားပြီးတော့အယိုးပွားနိုင်ခြင်းမြင့်မာတယ်ပေါ့နော်။အော်လူတိုင်းဖြစ်မယ်လို့ဆိုလိုတာတော့မဟုတ်ဘူး။တကယ်လို့ကိုယ်မှာငကိုယ်ထဲကအယိုးပွားတယ်အသက်ကြီးတယ်လှုပ်ရှားမှုတွေနည်းတယ်ဗီတာမင် D ချို့တဲ့တယ်စသည်ဖြစ်ပေါ့နော်။ဒီလိုမျိုးဖြစ်နိုင်ခြင်းတွေစုပြုံလာတဲ့အခါမျိုးမှာပိုပြီးဖြစ်နိုင်တယ်လို့ဆိုလိုတာပါ။အဲ့တော့အကြံပေးရရင်တော့ကိုက OMS ကိုတောက်ခြင်းနဲ့ရေရှည်လဲဆွဲတောက်ရမယ်ဆိုရင် တနက်တော့ dose ကိုအနည်းဆုံးတောက်ပေးခြင်းနဲ့တနေ့ကို20 mg လောက်ဆိုရင်တောက်ပါပြီနော်အော် 40mg လောက်တောက်မယ်ရေရှည်တောက်မယ်ဆိုရင်တော့ဆရာဝန်နဲ့တိုင်ပင်ပါကိုကခုနပြောတဲ့နောက်ဆက်တွဲတွေပဲဖြစ်ကြည့်ဦးဆိုရင်ကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာ vitamin D လုံလောက်လောက်ရှိဖို့လိုတယ် vitamin D တောက်ဖို့ပြောတာမဟုတ်ဘူးနော်ကျွန်တော်သွေးထဲမှာ vitamin D ကိုစစ်ကြည့်နည်းနေထဲတောက်ပေါ့နော်နောက်တစ်ခုကတော့ calcium ဓာတ်ကျွန်တော်စားနေတဲ့အစာအာဟာရထဲမှာ calcium ဓာတ်ပြည့်ဝအောင်စားဖို့လိုတယ်တကယ်လို့မပြည့်ဝနိုင်ဘူးဆိုရင် calcium ကိုဖြည့်ဆွတ်တဲ့အနေနဲ့တနေ့ကို 900mg 1200 mg ဂျားထဲမှာပေါ့နော်ဒီလောက်ဂျားထဲမှာကယ်လ်ဆီယမ်ကိုကျွန်တော်တို့ထည့်သောက်လို့ရပါတယ်အော်ဗီတာမင် B12 လည်းထုတ်နေလောက်အောင်ပေါ့နော်တော့ဗီတာမင် B12 တွေချိုးတဲ့လေဆိုရင်ဗီတာမင် B12 ကိုဖြည့်ဆွတ်တဲ့အနေနဲ့တောက်ပါအဲ့ဒါဆိုရင်တော့ကြိုးရှိလိမ့်မယ်လို့ပြောနေပါတယ်ကျေးဇူးတင်ပါတယ်